အလုံးမရှိတော့လဲကြောင်ရီချိုးရတာပဲဆိုပြီးမလေးရှားနိုင်ငံသားရေးဝင်ကြီး အော်တိုဘာ9ရက်မှာနေပြည်တော်ကိုနေချင်းပြန်ခရီးနှင်ပါတယ်အော်တိုဘာ9ရက်ဆိုတော့အစူးလိုက်ပြုံလိုက်လူသက်ပွဲကြီးချိမ့်ချိမ့်တဲ့ဆင်နွှဲပြီးတဲ့နောက်စစ်ဘုတ်ချုပ်တွေအောင်မွေးခံအရသာတွေ့နေစေကာလာပေါ့အော်တိုဘာ6ရက်ဗုဒ္ဓဘာသာဝင်တို့ရဲ့နေရုနေမြက်ဖြစ်တဲ့တရင်ကျော့လာပြည့်နေ့ညမှာစင်မီထူးညိငင်းချမ်းစွာစာနာထုတ်ဖော်လို့ဆိုပြီး ချောင်းမြုပ်နယ်ဘုံတို့ရွာကိုလေကြောင်းကနေပုံချဲအမျိုးသမီးနဲ့ကလေးတွေပါဝင် ပြည်သူ22ဦးသေဆုံးက55ဦးဒဏ်ရာရခဲ့တယ်မဟုတ်လားမလေးရှားနိုင်ငံသားရေးဝန်ကြီးကအသေးဆုံးနေတဲ့လက်တွေကိုမတွန်းမဆုတ်ဖဲလက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်မလုံရဲတာဘာမှမရှိတဲ့မယောင်နိုင်က မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်နဲ့အဖွဲ့နေပြည်တော်မလာမီစင်မီထွန်းလို့တတ်တဲ့လူသက်ပွဲကြီးနဲ့ရည်ရွယ်ချက်ရှိရှိ ခင်ချင်းကြိုဆိုလိုက်တာလို့ဆိုရင်ရောဘယ်သူညင်းရဲပါမလဲမလေးရှားနိုင်ငံသားကြီးဝင်ကြီးနဲ့အဖွဲဘာသွားလုပ်တယ်လဲဆိုတာကို တခွန်းနဲ့ချုပ်ရရင်လူတက်ဝိဇ္ဇာမရောက်နိုင်ကိုဥပုပ်တီလစောက်တီဖို့ရာကြောသက်ရင်သက်နဲ့နားချကြည်တာပါပဲဒါပေမဲ့ကိုယ်သဘောနဲ့ကိုသွားတာမျိုးတော့မဟုတ်ပါဘူးပြီးခဲ့တဲ့ဇူလိုင်လအတွင်းကအကျင်းပခဲ့တဲ့အာဆီယံနိုင်ငံသားကြီးဝင်ကြီးများအစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရစစ်ကော်မရှင်တာဆုံနေတဲ့ ရမဝင်ရွေးကောက်ပွဲကိုအသေးစိတ်ဆန့်စစ်မယ်ပြီးရင်တော့ဒီလာတဲ့ကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာအာဆီယံခေါင်းဆောင်တွေကိုတင်ပြမယ်လို့ဆိုပါတယ်မူလစီစဉ်ကအာဆီယံနိုင်ငံကြားရေးဝင်ကြီးနဲ့တူအင်ဒိုနီးရှားဖိလစ်ပိုင်နဲ့ထိုင်းနိုင်ငံကြားရေးဝင်ကြီးတို့လည်းလိုက်ပါက စတင်ပါလတွင်နေပြည်တော်သွားရောက်ကြဖို့ပါပဲဒါပေမဲ့အဲ့ဒီခီးစဉ်ကပြတ်သွားပါတယ်ဘာကြောင့်ပြတ်သွားတာလဲဆိုတာကိုအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားကမထုတ်ပြန်ပေမဲ့ မရောက်နိုင်လက်မခံလို့ခရီးစဉ်ပြတ်တာလို့ရရတင်တင်ယူဆနိုင်ပါတယ်။အခုအောက်တိုဘာ9ရက်ခရီးစဉ်မှာတော့မလေးရှားနိုင်ငံသားရေးဝင်ကြီးနဲ့သူအာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တန်ဆူရီအော်မန်ဟာရှင်လည်းလိုက်သွားပါတယ်။နေတပိုင်းခရီးစဉ်တွင်မရောက်နိုင်ညိုစောတန်းဆွေတို့နဲ့တုတ်တုတ်တုတ်တွေ့ဆုံခဲ့တာကြောင့်တရားမဝင်ရွေးကောက်ပွဲကိစ္စအသေးစိတ်စမ်းစစ်ဖို့ရလဲအချိန်ဖြစ်ပါဘူး။ မြမအရေးအာဆီယံဘုံသဘောတူညီချက်9ရက်နဲ့စက်ကျင်ဘက်အရက်က9ရက်ကောရွေးကောက်ပွဲကြောင်းမိုက်ခရိုစကုပ်ပေါ်တင်ပြီးအနုလုံပရိလုံစမ်းစစ်ရမှာလဲမလိုပါဘူးမလေးရှားနိုင်ငံဂျာယီဝန်ကြီးရဲ့ထုတ်ပြန်ချက်ထဲမှာမပါပေမဲ့ရွေးကောက်ပွဲကိစ္စအာဆီယံကိုစားပြုလာကြပုံပါပဲတရုတ်ရဲ့စပွန်ဆာနဲ့မောက်မာနေတဲ့မယောင်လှိုင်ကို မွန်9ရက်နဲ့မညီတဲ့ရွေးကောက်ပွဲကိုမလုံနဲ့လို့ငောက်လို့လည်းမရချော့လို့လည်းမရမှန်းအာဆီယံကကောင်းကောင်းသိပါတယ်ဒါကြောင့်စစ်ကော်မရှင်လည်းရွေးကောက်ပွဲလို့အာဆီယံကိုလည်းမျက်နှာမပြတ်စေနဲ့ဆိုတဲ့ဆိုတဲ့သဘောပေါ့ပြောရရင်အရင်ရင်ကတရုတ်ရဲ့သဘောထားဖြစ်တဲ့ရွေးကောက်ပွဲလည်းလို့ NND ပါတီလည်းရွေးကောက်ပွဲဝင်ခွင့်ပြုလိုက်ပေါ့ဒေါက်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားတွေကိုလှုပ်ပြီးဆိုတဲ့ပုံစံမျိုးအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ရေး မလေးရှားနိုင်ငံဂျာယီဝင်ကြီးလှုပ်ပြီးအာဆီယံကခရကြည့်တဲ့ပုံမှာရွေးကောက်ပွဲလုပ်မယ်ဆိုတာကိုနိုင်ငံရေးအရာသဘောထားကွဲလွဲနေသူတွေနဲ့နိုင်ငံရေးပါတီတွေကိုကြိုတင်ပြင်ဆင်ကြင်ရအောင်2024ခုနှစ်ခရဲကစတင်အတည်ပြုခဲ့ကြောင်းပါတီများမှတ်ပုံတင်ခွင့်ကိုဥပဒေနဲ့အညီဆောင်ရွက်ခဲ့ကြောင်း2018ခုနှစ်ကနေဒီနေ့ချိန်ထိအပြစ်ကတ်ရစဲရေ28ချိန်နိုင်ငံရေးအရာသဘောထားကွဲလွဲမှုကြောင်း အကြမ်းဖက်နေသူတွေကိုနိုင်ငံရေးလမ်းကြောင်းပေါ်ပါဝင်လာနိုင်ရေးတုံးချိန်ဖိတ်ခေါ်ခဲ့ကြောင်းမောင်းလိုင်ကမလေးရှားနိုင်ငံဂျာယီဝန်ကြီးကိုပြောကြားခဲ့တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ခဲ့ပါဗျ။အဲ့ဒီထုတ်ပြန်ချက်ကိုဖြေကြည့်ရင်မတို့ဘက်ကအစွမ်းကုန်လိုက်ရောပေးခဲ့ပေမဲ့နိုင်ငံရေးအရာသဘောထားကွဲလွဲနေသူတွေက မိုက်တွင်းနဲ့ညှဉ်းဆန်ခဲ့တာကြောင့်ဘာမှမတတ်နိုင်တော့ဘူးလို့ကောက်ယူနိုင်ပါတယ်။ဒါကိုနောက်တစ်မျိုးထပ်ပြီးလေးနဲ့ပြရရင်ဘာမှလာမညှိနဲ့ ငါတို့ရွေးကောက်ပွဲကိုမင်းတို့ထောက်ခံဖို့သာပြင်ထားလို့အထက်စီးကနေငေါက်လွတ်လိုက်သလိုပါပဲအဲ့ဒီလိုလမ်းဆုံးနေတဲ့ရလက်ကြောင့်ပဲမလေးရှားနိုင်ငံသားရေးဝင်ကြီးရဲ့အောက်တိုဘာ10ရက်လူမှုကွန်ရက်ထုတ်ပြန်ချက်ကမြန်မာပြုလုပ်မဲ့ရွေးကောက်ပွဲအကြောင်းလဲဆွေးနွေးခဲ့ကြပါတယ်လို့အတူချုပ်ပြပုံရပါတယ်အာဆီယံကမွေးကလေးကတည်နေပြီဖြစ်တဲ့အာဆီယံမူ9ရက်ကိုဖျားဟောတရားထာဝရအမှန်တရားပမာ ြစ်ကြပါဆုတ်ထားလေတော့အာဆီယံကိုစားပြုမလေးရှားနိုင်ငံသားရေးဝင်ကြီးကလည်းလှေကြီးထိုးရိုးရိုးပဲအကြမ်းဖက်မှုတွေရက်ရေးလူသားချင်းစာနာမှုအကူအညီတွေအတားအဆီးမရှိပေးပို့နိုင်ရေးအလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရေးတွေကိုစွန့်အားနားမကြားစစ်ဘုံဂျုံများနဲ့တွေ့ဆုံစဉ်ဆွေးနွေးခဲ့တယ်လို့လည်းဆိုပါတယ်အဲ့ဒီနေ့တစ်ပိုင်းခင်းစဉ်ပြီးပြဿနာ ကြီးရပြန်တာကစစ်ကော်မရှင်ကထုတ်ပြန်ချက်ပါပဲ လေးရှားနိုင်ငံသားယုံကြီးကမြန်မာမှာရွေးကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်နေတာကိုတွေ့ရပြီးဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။အာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ဂျိုးပန်းဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်သွားမယ်။အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်အောင်အကြံပြုလိုတယ်နဲ့ရွေးကောက်ပွဲနဲ့လေးလာကြည့်ရေးအဖွဲ့တွေလည်းစေလွတ်သွားမယ်လို့မယောင်နိုင်တဲ့တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်းစစ်ကော်မရှင်ကထုတ်ပြန်လိုက်ခြင်းပါပဲ။ စစ်ကော်မရှင်ရဲ့အဲ့ဒီထုတ်ပြန်ချက်ကိုစောက်ထိုးပြောင်းမြန်ဖက်ကြည့်ခဲ့ရင်တောင်မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကစစ်ကော်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုစုံလုံးကန်းထောက်ခံနေကြောင်းပေါ်လွင်နေပါတယ်။မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကရွေးကောက်ပွဲဆိုင်ရာထုတ်ပြန်ရမှာတော့ရွေးကောက်ပွဲတွေကိုလွတ်လပ်မျှတဝင်လင်းမြင်သာပြီးယုံကြည်စိတ်ချရတဲ့လုပ်ငန်းစဉ်တွေမူဝါဒတွေနဲ့အညီကျင်းပရမယ်။ရွေးကောက်ပွဲတွေကိုနိုင်ငံရေးပါတီတွေနဲ့သက်ဆိုင်သူအားလုံးပါဝင်ပြီး နိုင်ငံလုံးတိုင်းတာနဲ့ကျင်းပတဲ့နယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။အာဆီယံဖွဲ့ဝင်နိုင်ငံတွေကိုရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေဆီလွတ်ဖို့ဖိတ်ကြားချက်ပေါ်မှတ်သားပြုထားပါတယ်။မလေးရှားနိုင်ငံကို ဖိတ်ကြားချက်နဲ့ပတ်သက်ပြီးမလေးရှားရွေးကောက်ပွဲ ကော်မရှင်ထံပို့ပေးခဲ့တယ်လို့ပြောကြားခဲ့ကြောင်းဆိုပါတယ်။မလေးရှားနိုင်ငံယာယီဝန်ကြီးရဲ့ထုတ်ပြန်ချက်ကိုကြည့်ရင်စစ်ကော်မရှင်ရွေးကောက်ပွဲကိုထောက်ခံကြောင်းလဲတစုံတစမျှမပါဝင်ပါ။ ဝမ်းမြောက်မိတယ်လို့လည်းမပြောပါရွေးကောက်ပွဲစောင့်ကြည့်လေးလာဤအဖွဲ့တွေစေလွတ်လိုက်ပါမယ်လို့လည်းတခွန်းတပါဒမြမပါပါတဝိုင်းတဲ့ထိုင်ဆွေးနွေးခဲ့ကြပြီးထုတ်ပြန်ချက်နှစ်ခုကဆက်ဆက်လို့မရအောင်တောင်းနှင်းမြောက်ဆိုသလိုဘာကြောင့်လွဲနေရပါသလဲလို့မေးရင်စနစ်သားရွယ်ညီမကလေးငယ်ကလေးတောင်းမအားလာတို့ကတော့လှုပ်ချလိုက်ပြန်ပြီပေါ့လို့မှတ်ချက်ပေးမှတေးကြပါတယ် ဘာကြောင့်ကျင်းဝင်းသိခါမဲ့စွာနဲ့အခုလိုမဟုတ်မမှန်လိညာဝါရဖြန့်နာကိုဘူးပေါ်တယ်လို့ပုံမဲမှန်သိရတဲ့မဆက်မကြောက် လုံရဲကြားရတာလဲလို့မေးရင်မယောင်လိုင်းဖြစ်နေတာကြောင့်မလုံရဲတာမရှိပါကြောင်းလို့ပါဖြေရမလို့ဖြစ်နေပါတယ်2020ရွေးကောက်ပွဲဟာလွတ်လပ်မျှတမှုရှိကြောင်းပြည်တွင်းပြည်ပကျွမ်းကျင်သူတွေကအတည်အလင်းထောက်ခံခဲ့တာကိုတောင်းမဲလိမ်မဲခိုးပါတယ်လို့ဆွဆွဲရဲခဲ့တဲ့မယောင်လိုင်း အာနာသိန်းတာကိုအခြေခံဥပဒေနဲ့အညီအာနာထိန်တာပါလို့ပြောင်းကြခဲ့တဲ့မြောင်လိုင်းမြမရေအာဆီယံဘုံသဘောတူညီချက်9ရက်ကို2022ခုနှစ်ဧပြီလ24ရက်မှာလက်မှတ်ထိုးအတည်ပြုခဲ့ပြီးနောက်တစ်ရက်ဧပြီလ25ကစလို့ဒီကနေ့အထိတိုင်အကြမ်းဖက်သက်ဖြစ်မြင်းရီရှက်ရီစင်မီတောက်နေတဲ့မြောင်လိုင်းတွေအခုလိုကျင်းဝဲတိတ်ခါမဲ့လင်ညာဝါဒဖြန့်ရဲတယ်ဆိုတာဘာမှမထူးဆန်းတဲ့အကင်းမြတာဖြစ်ပါတယ် မရောက်နိုင်ဆိုတာကျင်းဝတ်သိက္ခာမရှိတဲ့လူတတ်ဝိစာဟောရံပြေလူလိမ်မှန်းတိလျက်နဲ့နေပြီးတော့ထိအောင်ရအောင်သွားခဲ့တော့လေလစ်တာနဲ့လက်တီဘုံတွေနဲ့အက်ခန္ဓာအာဆီယံနေနဲ့ကုကုကိုသာအပြစ်တင်ရပါမယ်ဒါပေမဲ့ရွေးကောက်ပွဲ တရားမဝင်တရားမဝင်ရွေးကောက်ပွဲပြဿနာကဒီလောက်နဲ့တင်ရက်မနေပါဘူးစစ်ကော်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုတရားမဝင်ရွေးကောက်ပွဲမှန်လေသည့် အာဆီယံဘုံသဘောတူညီချက်9ရက်နဲ့လဲစန့်ကျင်ပတ်မှန်တိလျက်နဲ့အာဆီယံဘလူရက်တီမှာလေအောက်တိုဘာ17မှာအမျိုးသားညီညွတ်ဆိုရနဲ့ဒေါ်လိုင်းအင်အားစုတွေကလည်းတရားမဝင်ရွက်ကောက်ပွဲကိုအတိမတ်မပြုဖို့အာဆီယံကိုတောင်းဆိုလိုက်ပါတယ်။မကြာမီကျင်းပတော့မယ့်အာဆီယံထိပ်သီးအစည်းအဝေးကတရားမဝင်ရွက်ကောက်ပွဲပေါ်အာဆီယံရဲ့သဘောထားကိုအတည်လင်းထုတ်ပြန်မှုလိုပါမယ်။အာဆီယံရဲ့သဘောထားဟာအာဆီယံရဲ့ဂုံတိတ်ခါလည်းဖြစ်ပါတယ်။ စစ်ကော်မရှင်ရွေးကောက်ပွဲကိုအာဆီယံပယ်ချလဲတရားမဝင်ရွေးကောက်ပွဲကရပ်မသွားပဲတည်ကြပေမဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ရွေးကောက်ပွဲကိုအာဆီယံအဖွဲ့ကြီးကအတိမတ်မပြုဘူးဆိုတာအရေးကြီးတဲ့တန်တမာရေးထိုးနှက်ချက်ကြီးပါပဲအာဆီယံရဲ့ရွေးကောက်ပွဲပေါ်ရည်တည်ချက်ဟာရွေးကောက်ပွဲလွန်မှာဖြစ်လာမယ့်တရားမဝင်အစိုးရပေါ်ဘယ်လိုသဘောထားမလဲဆိုတာနဲ့လေတိုက်ရိုက်ဆက်ဆက်နေပါတယ်ခမညာ ဟုတ်ကဲ့ဒါကတော့ DVB မှာဖော်ပြထားတဲ့ဆောင်းပါရှင်လင်းဆက်ငင်းချမ်းရဲ့ဆောင်းပါလက်ရာဖြစ်ပါတယ်ခင်ဗျာ